ပုံစံလဲကွက်ထွက်နေအောင်ဗောနော်ပြီးလို့ရှိရင်ဒါခြွေလန်းပရိန်ကနေမှပြန်မဆုံးညီမလေးနာမည်လေးနဲ့ထွက်တဲ့ဝီလာကြီးပြိတ်ကလေးပါတော်ဝင်နေစီလဲခေါ်တယ်ကျွေးတဲ့စိန်နဲ့ 18k အဆုံရှိပါတယ်ကိုလိုဇင်းရဲ့ဥစ္စာအဆုံရှိရပေါ့နော်ပြီးရင်အထက်အကြီးတွေဝလာကုဝတ်ထားသလိုမျိုးထက်ကြီးတွေကနေ daily wear အထိဒီဇိုင်းအဆုံလက်ရအဆုံရှိပါတယ်ရှင့် အမားတို့ကကျတော့ဝယ်ယူဝိစင်သူတွေကိုစိတ်ချမ်းသာမှုပေးနေတာအဲသူတို့ရဲ့စိတ်ချမ်းသာမှုလေးတွေအမားတို့ဖြည့်ဆည်းပေးရတာအမားတို့ကျေနပ်တာ ီနေ့ဟာကျွန်တော်တို့ရွှေလန်းရက်တာပထမအောင်တစ်ချင်းလေးပေါ့လေဟုတ်ကဲ့ဒါညီမလေးဝေလာကြီးတဲ့တိုက်တိုက်ကိုဖြည့်ပြုံးနိုင်တဲ့ရိုက်ဖြစ်တာပေါ့လေအရင်သဘောကြပါတယ်အရင်ကြိုက်ပါတယ်ဒီပီရကြီးဆိုလို့ရှိရင်တကယ်ကိုခန်းခန်းနန်းနန်းနေပေါ့နော် ရွှေလန်းရဲ့တခြင်းတင်းဆောင်ကလည်းခမ်းနားတယ်လို့ရွှေလန်းရဲ့ဒီခရင်ဆွေပြည့်ရဲ့ကြီးကလည်းအရန်ခမ်းနားပြီးတော့နဇယ်လေးဆိုရင်လည်းဝေလာတော်တော်သဘောကျပါတယ်အရန်လှရယ်ပေါ့နော်ထထဲလေးနဲ့အဲဝေးရတာစက်တီရှိမင်္ဂလာရှိရဲ့ပုံစံလေးပါရွှေလမ်းမှာဆိုလို့ရှိရင်ရွှေတရွေရနေစပြီးတော့ဗောနော်တောင်ကနန်းလေးကနေစပြီးဝင်လို့ရတယ်လို့တောင်ကနန်းလေးကနေစပြီးတော့ရွှေတွေစဆုလို့ရပါတယ် ရည်သွင်းမှဆိုရင်လည်းအရန်စိတ်ချရတယ်လက်ရဒီဇိုင်းတွေလည်းအဆုံးရှိတယ်ပြီးတော့ quality ကလည်းစိတ်ချရတယ်ပေါ့နော်ပြီးတော့ရင်ရွှေတယ်စိန်နဲ့ 18K အဆုံးရှိပါတယ်ကိုလိုချင်တဲ့ဥစ္စာအဆုံးရှိရပေါ့နော်ပြီးရင်အထက်အကြီးတွေဝလာကုဝတ်ထားသလိုမျိုးထက်ကြီးတွေကနေ daily wear အထိဒီဇိုင်းအဆုံးလက်ရအဆုံးရှိပါတယ်ရှင့် စိတ်တိုင်းကြားပါရဲအရင်သဘောကြားပါရဲဟိုလာမွေဖူရာလေးတွေကိုအဲဟိုလာနဲ့ light ဖတ်မဲ့ဥစ္စာလေးတွေအမကိုယ်တိုင်ဒီဇိုင်းရှိပြီးတော့ဗောနော်ကိုယ်တိုင်စီစဉ်ပေးထားတယ်လို့သိရတယ်ဒီခေါင်းမကိုလာတို့တက်ထားတဲ့ accessory လေးဆိုလာမွေဖူပါဘူးအဲဒီရွှေလန်းနဲ့မှဝေဖူတာဗောနော်အမကိုယ်တိုင်သိစိတ်ဟိုလာနဲ့ light မဲ့ style လေးတွေကိုစဉ်းစားပြီးတော့ကိုယ်နဲ့မနီယာဖန်တီးပေးထားတယ်ဆိုတော့အရင်လဲဝမ်းသာတယ်လို့အရင်လဲပျော်ပါတယ်ရွှေလန်းရဲ့ရတနာတွေလဲဟိုလာအရင်သဘောကြပါတယ်အရင်အမှုစိတ်ပြီးလဲရအရင်မြောက်ပါတယ် ဝေလာရဲ့ဝစ်ဟာဝမ်းဆက်လီကကျတော့သူကတော့ရွှေအနေနဲ့ဆိုတာ20သားကျော်တယ်တန်ညမာလေးနဲ့လိုက်ဖက်ညီအောင်အရန်ရှာကြည့်လိုက်ရပုံစံလေးကိုထွက်နေအောင်ဗောနော်ပြီးလို့ရှိရင်ဒါချွေလန်းပရိန်ကနေမှပြန်မဆုံးညီမာလေးနာမည်လေးနဲ့ထွက်တဲ့ဝေလာကြီးပြည့်ကလေးပါတော်ဝင်နေစီလေးခေါ်တယ်ဥက ရန်နဲ့သဘောကောင်းနေကိုတဲမနဲ့ဒီကစိတ်ကောင်းနေပေါ့နော်စိတ်ကောင်းနေပြီးတော့သဘောကောင်းနေအဲ့လိုမျိုးအကုန်လုံးဝိလာရဲ့စိတ်တိုင်းကြပဲပေါ့နော်ဝိလာရဲ့ကိုကိုပီရဲ့ပေါ့နော်ကိုပီပီအန်ရဲ့ကို အကုန်လုံးအပ်ထားတယ်ပေါ့နော်အားလုံးစိတ်တိုင်းကြအဆင်ပြေသလိုရ ਾਇ အဲ့လိုမျိုးအရင်တဘောလဲကောင်းသလိုဝန်ထမ်းတွေကအစအကုန်လုံးဖော်ရွေတယ်ဟိုလာတော့အလုံးလောက်ရတာအရင်အဆင်ပြေရပေါ့နော်အားလုံးလာတော့စိတ်တိုင်းကြပေးပြီးတော့လုပ်ထားတယ်ခွန်ပြုတ်ပေးထားတယ်ဆိုတော့လေအရင်လေးကျေးဇူးတင်ပါတယ်ဝလောက်လည်းရွေးချယ်ပေးတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ် ီးကတော့ဝယ်ယူဝိစင်သူတွေပါပေါ့စိတ်ချမ်းသာမှုရှိရမယ်အမားတို့ကကျတော့ဝယ်ယူဝိစင်သူတွေကိုစိတ်ချမ်းသာမှုပေးနေတာအဲသူတို့ရဲ့စိတ်ချမ်းသာမှုလေးတွေအမားတို့ဖြည့်ဆည်းပေးရတာအမားတို့ကျေနပ်တာ ရွှေလမ်းမှာဆိုလို့ရှိရင်ရွှေပြေးသွားတယ်ပေါ့နော်ရွှေတွေတွေဝင်လို့ရတယ်ပြီးတော့တရွေးရဆပြီးတော့တောင်ကနန်လေးရဆပြီးတော့ဆုလို့ရတယ်အဲတောင်ကနန်လေးရဆပြီးတော့ဝင်လို့ရပေါ့နော်ပြီးတော့ဘလာတို့အခုဝတ်ထားသလိုအထည်ကြီးတွေလည်းရှိသလို daily ဝတ်လို့ရတယ်အဲပေါ့နော်ပစ္စည်းလေးရှိတယ်ညီမလေးပတ်စံစုကျင်တာပဲဖြစ်ဖြစ်အဝန်ထမ်းလေးတွေဝယ်ကျင်တာပဲဖြစ်ဖြစ်ဆိုရင်မန္တလေးမှာပေါ့နော်ရွှေလမ်းကစိုင်ဖွင့်လိုက်ထားပါတယ်လို့ပြီးတော့ရွှေလမ်းမှာဆိုရွှေတွေစိန်တွေကြောက်တဲ့အပြင်ကို 18K ရောပစ္စည်းမျိုးစားစုံနေစွာ ရှိပါတယ်ဟုတ်ကျွန်တော်အရင်တုန်းကလမ်းနာတော့လမ်းမကြီးလမ်းနာလမ်းနာပေါ့လေအဲကျွန်တော်တို့ရွာနေပြီးတော့မြို့တက်မယ်ဆိုတော့ကျွန်တော်မြို့တက်ပြီးမှအလုပ်လုပ်မယ်ဆိုတော့ကျွန်တော်တို့ ရွှေလန်းဆိုလမ်းမကြီးကျွန်တော်ရွှေလန်းဝင်လာဖောက်တယ်ပေါ့ဗျာအဲ့ဒါမျိုးအဲ့ဒါမျိုးနဲ့ဒီရွှေလန်းကိုပြေးပြတာနောက်ကျမှကျွန်တော်တို့ကပြန်ပြီးတော့မှလမ်းဆန်းတဲ့ဟာကိုပြန်ချိန်တာပေါ့ကျွန်တော်တို့ဟုတ်ဟုတ်အဲ့ဒါနဲ့ရွှေလန်းကတော့ရွာနေပြီးတော့မှမြို့တက်တဲ့အတွက်ကိုရွှေလန်းကိုလမ်းဖောက်တဲ့တဘောမျိုးနဲ့ရွှေလန်းကြီးပြတာပါဟုတ်နောက်မှပဲလမ်းဆန်းသွားတာဟုတ်ပထမတော့လမ်းမကြီးပါဟုတ်